ားလုံးမင်္ဂလာပါအာကျွန်တော်ဒီနေ့မှာတော့ဒီ smart contract ကိုလိုရေးမလဲဆိုတဲ့သင်ခန်းစာကိုဆက်သွားမှာဖြစ်ပါတယ်ပြီးတော့ smart contract ရေးရနေရမှာသုံးတဲ့ language ဖြစ်တယ် solidity language အကြောင်းကိုလည်းပြောသွားမှာဖြစ်တယ် okay ဆိုတော့ solidity language ဆိုတာဘာလဲဆိုတော့ကျွန်တော်ကျွန်တော်တို့ဒီ ethereum foundation ကနေပြီးအမှဒီ ethereum စပြီးလောက်ခဲ့တော့အာသူတို့သုံးဖို့အတွက်အဲဒီထုတ်ခဲ့တဲ့ language ပေါ့နော်အဲအဲ့ language ကိုအဲဒီ ဒီဇိုင်းလုပ်ခဲ့တဲ့ဒီပါလည်းပဲဆရာကြီးတော့ဆရာကြီးပဲဆရာကြီးနော်ကာမီဝုဆိုတဲ့ရပါအသူကအဘလိုလဲဆိုတော့ကျတော့ဒီဖောင်နာရီရဲ့မှာပါခဲ့တဲ့တရားပေါ့နော်ဆိုတော့သူက language design ကိုဟိုသူလောက်ခဲ့ရပေါ့နော်တခြားဟာတွေသူဆက်တော့တယ်ပေါ့နော်အခု poker dot ဆိုတဲ့ kisa ရဲ့သူကလည်း blockchain တစ်ခုပဲလက်ထပ်ပါတော့ဆိုတော့သူတည်ဆင်းခဲ့တဲ့ဟာပေါ့နော်ဒီ3ရဲ့မှာရှိတဲ့ code တွေအကုန်လုံး solidity နဲ့ရေးတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာ Python လိုမျိုး Python နဲ့တူတဲ့ Python ဆိုရဲပေါ်လာ။အဲဒါပေမဲ့ကျွန်တော်ကတော့ဒီလုံးဝအခြေခံဖြစ်တဲ့ Solidity ကိုပဲကျွန်တော်ဒီ series မှာထည့်ပြီးပြောသားမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ Solidity တည်ရဆိုရင်အဲဒီ EVM compatible ဖြစ်တဲ့ language တော်တော်များများကိုနားလည်သွားလိမ့်မယ်။အဲ EVM compatible ဖြစ်တဲ့ blockchain တော်တော်များလည်းပဲ Solidity နဲ့ရေးထားတာဖြစ်တယ်။အဲဒါကြောင့်မလို့ Solidity ကိုပြောပြတာဖြစ်တယ်။ခက်လားဆိုတော့ Solidity ရမှာခက်ပါဘူး။ဘာလို့အဲ့လိုမျိုးပြောလဲဆိုတော့ Java တို့ C++ တို့ အဲ့လို sorry ဘာလဲ C++ လို့အဲ့လို object oriented programming language တွေတခုခုကိုရထားရဆိုရင် solidity ကိုလေ့လာဖို့ကလည်းတော်တော်လေးလွယ်ပါတယ်အဲတော်တော်လေးတူရလို့ပြောရတယ်ဒါပေမဲ့သူကတော့အာဒီ mathematical expression တွေကိုအရင်တီးကြအောင်ဟိုတော်လောက်ထားရတဲ့ကြောင့်မလို့တချို့ data type တွေကတော့အရင်များရပါတော့ data type တွေအရင်များများထည့်ထားတာဖြစ်တယ် okay ဆိုတော့ဒီ language ကိုတော့ပြီးတော့ code တွေကိုတိဆောက်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော်တို့ဒီဥစ္စာကိုရေးပြီးတော့စမ်းဖို့အတွက် အရင်ဆုံး ဘာကိုတောက်တော့မလဲဆိုတော့ကျွန်တော်တို့က Google မှာ remix IDE လို့ရိုက်လိုက်မယ်ဆိုတော့ဒီမှာပထမဆုံးပေးတဲ့ remix.ethereum.org အဲ့ဒီကောင်ကပဲတောင်းမှာဘာလို့လဲဆိုတော့သူတို့ကကျွန်တော်တို့ဒီ crypto မှာဆိုရင်ဒီ web3 မှာဆိုရင် blockchain နဲ့ပဲမှာဆိုရင်ကျွန်တော်ဒီ scamming တွေအရင်များပါတယ်ကျွန်တော်ရဲ့ wallet ထဲကနေပြီးတော့ဒီလိုမျိုး QR အတူလေးတွေလောက်ပြီးတော့ဆွဲ join လုပ်သွားတာမျိုးတွေအရန်ကိုတွေ့ရပါတယ်အားကြောင့်မလို့ကျွန်တော်တို့တကယ် official GYN ဖြစ်တယ်ဒီဥစ္စာကိုပဲတွားပြီးတော့တုံးတုံးရမယ်တခြားစစ်ဖို့အကြံပေးတယ် okay ဆိုတော့ဒီကောင်ကဘာလဲဆိုတော့ဒီကောင် web based IDE ပဲဒီကောင်ကတကယ်တော့ဒီကောင် VS Code လိုမျိုးပဲဒါမှအာသူလုပ်ပြီးသား template လေးထည့်ပေးထားတယ်ပြီးရင်ချုပ်အဲ color လေးထည့်ပေးထားတယ်ပေါ့နော်အဲ့လိုပြောလို့ရရပါ Okay ဆိုတော့ဒီကိုဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီနေရာရောက်သွားမယ်ပုံမှန် code editor လိုမျိုးပဲဘာမှမထူချဘူးဒါတွေမျက်စိနှောင့်ရင်ဒီ home ကိုထွက်လိုက်လို့ရတယ် ဒါကိုပိတ်ထားလို့ရတယ် okay ဆိုတော့ okay ဆိုတော့ရောက်သွားပြီကျွန်တော်တို့ဘာလို့ဒီဥစ္စာကိုအရင်တုံးလဲဆိုတော့ကျွန်တော် VS Code မှာလုပ်မယ်ဆိုရင်ကျွန်တော် setup လုပ်ရတဲ့ဟာတွေ dependency တွင်းရတာအရင်များရတဲ့ကြောင့်မလို့ကျွန်တော်တို့ဒီ contract ရေးတာကိုအရင်ပြင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ remix ကိုသွားတာဖြစ်တယ်ပြီးရင်ကျွန်တော် VS Code နဲ့ရေးတာလည်းပဲကျွန်တော်ပြန်သွားမှာဖြစ်တယ်ဆိုတော့ဒါကိုရင်းလေးလာကြည့်ရအောင် okay ဆိုတော့ project structure ဘာရှိလဲဆိုတော့ ော် dependency ရှိတယ် contract တွေရှိမယ်ပြီးသူ့ကို contract တွေကို deploy လုပ်မယ် script တွေရှိရယ်ပြီးသူ့ကို testing ပြန်လုပ်မယ် testing script တွေရှိမယ်ဒါပဲတကယ်တော့ဒီကောင်တခြားကြည့်မယ်ဆိုရင်ဒီကောင်ကတကယ်တော့ Node.js project ပုံမျိုးမျိုးပဲသူကဒီ JavaScript sorry TypeScript နဲ့ရေးထားတာပဲ TypeScript နဲ့ run လုပ်ရတယ်ဒါပေမဲ့ကျွန်တော်ကဒီနေရာမှာ TypeScript နဲ့ programmer နဲ့ဒီ Solidity ပါပဲ combine လုပ်ပြီး deploy လုပ်တော့မှာဖြစ်တယ်โอเคဆိုတော့ကျွန်တော်အဓိကထိတွေ့တာမယ့်နေရာကဒီ contract ဆိုတဲ့ folder ပဲဆိုတော့သူက အာဒီ default contract ရှိရဲကျွန်တော်အဲ့ဒါကို view မဆိုင်ဘူးကျွန်တော်ဖြတ်လိုက်မယ်တော့ကျွန်တော်ဖြတ်လိုက်မယ်ကျွန်တော်ကကျွန်တော်တက်တက်ရေးသွားမှာဖြစ်တယ် okay so ကျွန်တော်တို့ဒီမှာ contract အားမှာ your file တခုစောင်းလိုက်မယ် create file ပြီးကျွန်တော်က fax contract ပြီးလိုက်မယ် fax contract dot so သူ့ရဲ့ extension က s1 ဖြစ်တယ်အတိအရှိောက်က solidity ဖြစ်တယ်ဆိုတော့ ျွန်တော်တို့ solidify တကူဆက်ပြီးသွားပြီကျွန်တော်ပြီးရင်ဘာတတ်မှတ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီ file မှာဒီ solidity compiler ဘာရှင်းဘလောက်ကိုတုံးမလဲဆိုတော့တတ်မှတ်ရမှာပထမဆုံးဆိုတော့သူကဘယ်လိုတတ်မှတ်မလဲဆိုတော့ pragma လို့ရိုက်လိုက်မယ်ပြီးရင် solidity ပြီးကျွန်တော်က0.8.26နဲ့ attach ဆိုတော့ကျွန်တော်ကဒီမှာဒီ sign နဲ့တော့ခြေလိုက်တယ်โอเคဆိုတော့ဒီမှာဘာလိုနေလဲဆိုတော့ဘာရှင်းแท้ဖို့လိုရတယ်ထင်တယ် ကျွန်တော်လုံးမရဘူး as as ya say ich fahre ja okay ja တော့ line 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 ဟာ line line ဟာ import လုပ်ပါတယ် so mid version mid line ပေးထားရဆိုတော့အကြောင်းပြောရတယ် so အဲ့ဒါကြီးမထည့်ဘူးဆိုရင်သူကဒီ compile line နေပြီးတော့ one ပြရပေါ့နော် error ပြရတော့မဟုတ်ဘူး one ပဲပြရတာဆက်သွားတော့ရအောင်ကျွန်တော်ထည့်လိုက်ပြီကျွန်တော်ရဲ့ mid line ရရှိရပေါ့နော် so line line နဲ့ပတ်သက်ပြီးတော့ကျွန်တော် video တစ်ပုဒ် လောက်ဖို့အစီအစဉ်ရှိတယ်။ဒီ open source license တွေနဲ့ပတ်သက်ပြီးတော့ကြတာရတာကျကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ Java လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ class တစ်ခုစောင်းမယ်ပေါ့နော်။ဒီမှာတော့ကျွန်တော်တို့က contract တစ်ခုစောင်းရမယ်။အမ်အခြေခံအပြင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ solidity file တစ်ခုမှာ contract တစ်ခုရှိလို့ရှိရမယ်ပေါ့နော်။ Okay ဆိုတော့ကျွန်တော် contract တစ်ခုစောင်းရမယ်။ကျွန်တော် contract ကိုကျွန်တော်က file name နဲ့တူတူပေးလိုက်မယ်။ Okay ဒါပြီဒီအပြင်ဒါဒီမှာ तू က remix က auto combine လောက် pi combine လောက်ပါလာ तू က तू ဟို auto complete ဖြစ်နေမှာပေါ့နော်ကျွန်တော်ဒီကောင်းကိုကျွန်တော်ပိတ်လို့ရတာမသိဘူး။နောက်ပိတ်လို့ရတယ် disable တက်ထားတယ်။ Okay ။ဆိုတော့ကျွန်တော် contract ကိုရေးလိုက်တယ်။ Okay ။ပြီးရင်ကျွန်တော်တို့ Java လို့ပြန် Java လို့မျိုးပဲ constructor မတက်ချင်မယ်။အဲ constructor မတက်မှာကျွန်တော်ကဘာလုပ်မလဲဆိုတော့ပုံနာကိုကျွန်တော်က state.center ဆိုပြီးတော့ပြင်ရ variable တစ်ခုတက်မှတ်လိုက်မယ်။အဲ variable က public address una problema la última okay okay beat no ga probably uh message sorry straight message probably my low probably the other for the public ability to tell you down low okay be die so in the no ga function function some message string

ဆိုတော့ပြင်ကျွန်တော်တို့ကအပေါ် message ကိုဒီဝင်လိုက် message နဲ့ညီလိုက်မယ် okay ဒါလိုင်းလောက်လို့ရတယ် authorization ပြီးတော့ပေးရလိမ့်မယ် okay ဆိုတော့ဒါတို့ချက်ကြည့်မယ်ဆိုကျွန်တော်တို့ဒီမှာဆိုရင်ပြောအောင်စမတ်တက် next file ပေါ့နော် consultant မတ်တက်ရဲ့အာ sub message မတ်တက်ရဲ့ပေါ့နော် variable ကဒီ contract မှာဆိုရင် variable ပဲ state variable နှစ်ခုရှိတယ်ပုံနာရဲ့ message ပုံနာရဲ့ variable တိုက်က address address ကသူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့အရင်ဗီဒီယိုမှာဆိုရင် brother ကိုတိလိုက်မယ်ဒီမှာကျွန်တော်တို့ရဲ့ address ကအဲဒီ 0x နဲ့ oh shark ဒီမှာအကောင့်မလုပ်ရသေးဘူးပဲ okay sorry မှာတခုလောက်လာပြီကျွန်တော်ဒီဥစ္စာကိုလုတ်ပြီးသားမှတ်နေတယ်လောက်ရသေးဘူး ကျွန်တော်ဥစားကျွန်တော်ရဲ့ address ပေါ့နော်ကျွန်တော်ဒီဥစားဟိုဒီမှာ test net ပေါ့ on show လောက်လိုက်မယ်မေး support ရယူထားလိုက်မယ်ကျွန်တော်ဒီဘက်ကိုနည်းနည်းလေး page လောက်ရပြရမှာပေါ့ဆိုတော့ကျွန်တော်တို့ဒီ contract ကို deploy လုပ်တဲ့အချိန်မှာ transition fee ပေးရမှာမလို့ကျွန်တော်ဒီဘက်ကို fee နည်းနည်းလွှဲပေးလိုက်မယ်ဒီမှာရှိတာမသိဒီမှာလည်းမရှိဘူး2မှာမရှိဘူး3မှာရှိ1မှာရှိဘူး Mama membership, also three mal. Wow. okay, three mal she, yeah. Three mal So, draw oh, uh, the gong, no, send no line. It's so, not uh, the bag, and be up. No, do you know, LSD, 0.005 dollar. Okay, penny penny, and I'll do my chest city, man. ရပြီလားဆိုတော့ဒီ first lobby အစင်ကြီးမယ်အရင်ရောက်လာပြီ okay အဲ့ဒါဆိုရင်အဆင်ပြေသွားပြီဒီကောင်မလုပ်တော့ဘူးကျွန်တော်တို့ကခုဒီ account ဒီ wallet ထဲမှာကျွန်တော်0.005 sepolia eth testnet token ရှိတယ် okay ဒါဆိုရင်ကျွန်တော်တို့က address က address data တွေကအခုကတော့ address data address ကိုပြောတာဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့ format ကဘယ်လိုရှိလဲဆိုတော့ 0x နဲ့စမယ်ပြီးရင်နောက်ကနေပြီးကနန်း6လုံးလာမသိဘူးရှိပြီအဲ့အဲ့လောက်ဒီဒီသိကြမလို့ 0x နဲ့စရအောင်စပါပဲသူက အာဆိုလာတဲ့ဒီမှာဆိုတော့အဲ့ကောင်ကအလုံးက address data type လို့ခေါ်တာ string လိုမျိုးလည်းမရေဘူးတိုင်းပလိန်ရေးလို့ရမယ် address data type okay ပြီးရင်နောက်တစ်ခုက message message ဆိုရဲကျွန်တော် state ပြီးပဲတစ်ခုရှိတယ်သူက string data type ဖြစ်တယ်ဆိုတော့ဘာလို့အဲ့ဒါဘာလို့အဲ့ဒါကိုထားလဲဆိုတော့ကျွန်တော်ဒီ contract မှာဆိုရင်ကျွန်တော်တို့က message ကိုကျွန်တော်တို့အဲဘယ်လိုဖြစ်မလဲဆိုတော့ပလာထားထားလိုက်မယ်အာဒီမှာ hello ဝါထားထားလိုက်မယ် initially ရ hello ဝါဖြစ်နေမယ်ပြီးရင်ကျွန်တော်တို့က user တွေကအဲ့ wallet ရဲ့ fee ကိုတုံးပြီးတော့ကျွန်တော်တို့ဒီ message ရဲ့တက်မှုကိုတက်မှတ်လို့ရမယ်။ဒါပေမဲ့ fee တစ်ခုကပေးရမယ် transaction fee ပေးရမယ်။အဲ့လိုမျိုးလုပ်ထားတယ်။ so constructor လည်းမှာဆိုကျွန်တော်ဘာလုပ်ထားလဲဆိုတော့ဒီ owner ဆိုတဲ့ address တွေကိုကျွန်တော်တို့ message.sender ဆိုတာဘာလဲဆိုတော့ဒီ contract ကိုပထမဆုံး deploy လုပ်တဲ့အကောင်တကယ်တော့ပထမဆုံးနဲ့နောက်ဆုံးတစ်ခေါက်ပဲရှိရပြတကယ်တော့ contract တစ်ခုကို deploy လုပ်တဲ့အချိန်ကတစ်ချိန်ပဲရှိရ lifetime မှာပထမဆုံး deploy လုပ်တဲ့အချိန်နောက်ဆုံး deploy လုပ်တဲ့အချိန်အဲ့တော့ deploy လုပ်တဲ့အချိန်မှာလုတ်ခဲ့တဲ့အကောင်ကိုကျွန်တော်ဘာနဲ့ represent လုပ်လဲဆိုကြတော့ msg.center လို့ခေါ်တယ် msg ဆိုတာတကယ်တော့ object ကြီးတစ်ခုပဲဒီ domain လောက်တဲ့ကောင်ကနေပြီး initial လောက်လိုက်တဲ့ဟာကို message object နေ represent လုပ်တယ်အဲ့ထဲမှာ center ဆိုတဲ့ value ကိုယူတယ် center ကဘာလဲဆိုကြတော့အဲ့ဒီ contract ကို deploy လုပ်လိုက်တဲ့ကောင်ရဲ့ address ဖြစ်တယ်ဆိုတော့အဲ့ address က owner address နဲ့ညီလိုက်တယ်ဘယ်နာအဲ့ကောင်ရဲ့ address ကို owner ထဲမှာတောက်ပြီးမှတ်လိုက်တယ်ဆိုတော့အဲ့ကောင် owner ဖြစ်သွားတယ်ဆိုတော့နောက်တစ်ခုကကြတော့ send message method ပေါ့နော် send message method ကဘာလဲပြလဲဆိုတော့ဒီမှာဆိုရင်နည်းနည်းလေးတူရဲ့ဟာက function ရှိမယ် function name ရှိမယ် ပြင်နာဘာဘန်ဒါကွန်မီထဲမှာကြာဘာလိုက်လဲဆိုတော့ကြာတော့ကျွန်တော်တို့ function နဲ့ဝင်မဲ့ input parameter တွေလာတယ်ပြီးရင်နောက်တစ်ခုကကြာတော့သူ့ရဲ့အဲဘယ်လိုပြောမလဲ scope ပေါ့နော် public public ကိုပြမှာလား private အထဲမှာပဲတုံးမှာလားဆိုပြီးတော့ကျွန်တော် public ကိုပြမယ်တကယ်လို့ကိုက return ပြန်မယ်ဆိုရင်ဒီနောက်မှာ return ဆိုပြီးတော့မှာကျွန်တော်တို့ return ပြန်မယ် type ကိုကျွန်တော်ထည့်ရမယ်အခုက return မလို့ setter method မလို့ဒီအိမ်မှာရေးထားတယ်ပြီးရင်ကျွန်တော်တို့ကကျွန်တော် state ထဲမှာရှိတဲ့ message ဆိုတဲ့ပေဒီပဲတဲ့ကိုကျွန်တော်ဝင်လာတဲ့ message ကိုထည့်လိုက်တယ်ဒီနေရာမှာတည်ရမှာဒီ memory ဆိုတဲ့ဟာပေါ့နော် အမမွေးဆိုတာဘာလို့တောင်းလဲဆိုတော့ကျွန်တော်တို့က memory ပုံမှန်ခဏတင်ပြီးလုပ်ချင်လို့ဒီကောင်းနေဆိုရင် state variable ဖြစ်နေတဲ့ကြောင့်မလို့ state ထဲမှာအမြဲတမ်းရှိနေတာ ethereum testnet ဘလော့ချိန်ကြီးပုံမှန်အမြဲတမ်းရှိနေတာပေါ့နော်ဒီနေရာမှာကျွန်တော် ethereum အာဒီလောက်ထောင်ခဲ့တဲ့ဒီလူတွေကိုကျွန်တော်တောင်းရ appreciate ဖြစ်တယ်ဗျာဘာလို့လဲဆိုတော့သူတို့ကပြောတော့ ethereum ဗျာခေါ်မှာအကြီးဆုံး state လို့ပြောလိုက်ရတယ် state ဆိုတာ state ကြီးပေါ့နော်ကျွန်တော်တို့ computer science မှာလည်း state ရှိရဗျာဘယ်လိုပြောလဲအခြေအနေတစ်ခုပေါ့နော်အဲ့အခြေအနေကိုထိန်းထားအဲ့အခြေအနေကသူစပြီးတော့ ထောင်ခဲ့တဲ့2016ကနေအခုထိ S stage ကြီးရှိနေတယ်။ S stage ကြီးကအကြီးဆုံးလည်းဖြစ်တယ်၊လူအများကြီးလည်းပါတယ် S stage ထဲမှာ။ခုလည်းအများကြီးလည်းပါတယ်ပေါ့နော်။ပြီးရင် information တွေလည်းအများကြီးပါတယ်။ S stage ကြီးတို့လည်းမတော်အောင် notes တွေအထိန်ချုပ် notes notes တွေက support လုပ်ထားတယ်ပေါ့နော်။ notes တွေကကွန်ပျူတာတွေကနေပြီးတော့ support လုပ်ထားတယ်။တကယ်လို့ကျွန်တော်ဒီ account ကိုကျွန်တော် run လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ data တွေဒီအဲ့ Ethereum ဒီကောင်က testnet ပေါ့နော် Ethereum ရဲ့ Ethereum test network ဖြစ်တဲ့ Sepolia ရဲ့ဒီ state ပေါ်မှာကျွန်တော်ရောက်တော့မှာကျွန်တော်တို့ဟာရရတယ်ပဲဆိုတော့ estate ကြီးရောကျွန်တော်အလုံးလိုပြောလဲ idea ပေါ့အဲ့ idea ပေါ့ကျွန်တော်အရင်တော့ကြား Okay ဆိုတော့ကျွန်တော်တို့ကတိထားမှာတခုက state public state variable ပဲဒီ solidity ကနေပြီးတော့ default ဒီကတ္တမတ်တက support လုပ်ပြီးသား right now ကျွန်တော် owner ကိုကျွန်တော်တို့ပြီးရင်ဆွဲထုတ်လို့ရတယ် message ကိုဆွဲထုတ်လို့ရတယ်ဒါပေမဲ့ setter မတ်တက်ကတော့ကိုယ်ကိုရအဲ့ကျွန်တော်ဒီမှာတိထားတယ်ဒါဆိုရင်ကျွန်တော်ဒီကောင်ကဘလို့ deploy လုပ်မယ်ဆိုတော့ကြည့်ရအောင် deployment ကိုကျွန်တော်တို့ code pile လောက်ကြည့်အောင်ဒီကောင်က code pile လောက်တက်ခလို့ code pile နေလိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ error မရှိဘူးပေါ့နော် okay error မရှိဘူးအစိမ်းအောင်ပြနေရယ်ဆိုတော့ error check လုပ်ပြီးရဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ deploy လုပ် deploy လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာ deploy and run ဆိုတာကိုသွားမယ်ပြီးရင်ကျွန်တော်တို့ရဲ့ဒီ metamask wallet နဲ့ချိန်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီမှာ wallet connect ကိုနေမယ် okay can't do that why okay နည်းနည်းကြောင်နေတာဖြစ်တယ်ဆီမော refresh တစ်ချက်လောက်အောင်မယ်အဲ့ဒါကြောင်နေဖြစ်နေတယ် okay refresh ချက်လောက်လိုက်မယ် okay ဆိုတော့ကျွန်တော်ဒီဘက်ပြန်သွားမယ် deploy and run နေမှာပဲ wallet connect ကိုနေလိုက်မယ်နေပြီးဒီမှာ connect wallet နေလိုက်ပြီးရင်ကျွန်တော်တို့ရဲ့ metamask ကိုယူလိုက်နည်းနည်းတော့ကြောင်တယ်အဲ့လိုကြောင်လာဆိုရင်ကျွန်တော် refresh လောက်လိုက် browser တက် connect လောက်လိုက်မယ် permission တောင်းတာချိန်ပြီးသွားပြီကျွန်တော်တို့ရဲ့ wallet address ဝင်လာပြီကျွန်တော်တို့ရဲ့ account ဒီမှာဝင်လာပြီဆိုတော့ကျွန်တော်တို့ခုဒီ account ကို ဟိုကခဏတော့ဒီ contract ကိုကျွန်တော်တို့ deadline လောက်လို့ရသွားပြီပေါ့နော်လုပ်မယ်ဆိုရင်ကျွန်တော်တို့အဒီအောက်မှာအာ why ဘာမှနေလေတကယ်ဆိုရင်ဟော combine ပြန်လောက်ရမယ် combine လောက်ပြန်မှဒီမှာပေါ်လာတာအိုကေနည်းနည်းတော့ကြောက်ပြီပေါ့နော် combine လောက်ပြန်လာတော့ဒီမှာ first contract လေးပေါ်လာတယ်ဆိုတော့ဒီကောင်ကိုကျွန်တော်တို့က deadline လောက်ပဲပေါ့နော်လောက်လိုက်မယ်အကြိယာမှာစာပေါ်နေပြီ permission တောင်းနေမင်းဒီ contract ကို deadline လောက်မှာတေချာလားဆိုပြီးပြောတယ်ဆိုတော့တေချာတယ်စာကိုတေချာဖတ်မယ် fee ကဘယ်လောက်ကုန်လဲဆိုတော့ transaction fee က0.006ဆိုတော့ AC ပဲကျွန်တော်တို့လောက်တယ် confirm နေလိုက်မယ် okay ခဏစောင့်မယ်ตัวเนเน่ก็จ่ายไอ้กัวกูซับปอมมา VS Code เนี่ยหลอกเลยสิปูเมียนเลยโอเคဒီမှာဆိုရင်ကျွန်တော်တို့ရဲ့အဲဒီ code trap ပထမဆုံး code trap ကကျွန်တော် deploy လုပ်ပြီးသွားတယ်နောက်ပါမှာ blockchain ပေါ်မှာ support လေးရ blockchain ပေါ်မှာဆိုတော့သူ့ကိုကြည့်လို့ရရဲ့ဟာနေရာရှိရဲ့ ether scan ပေါ်မှာကြည့်မလား block block code ပေါ်မှာကြည့်မလားဆိုတော့နှစ်ခုလုံးမှာကြည့်ပြရမယ်ပေါ့နော် support တကယ်တော့ ether scan ဆိုတာအရင်ပေါ်ခဲ့ရပါတော့သူကသူတို့ဘာလို့ခေါ်လဲဆိုတော့ block explorer လို့ခေါ်တယ်ဒီ blockchain ပေါ်မှာဖြစ်နေတဲ့ဟာတွေကိုဒီ block ချိရှုလို့ရတဲ့ဟာပေါ့နော် explore လုပ်လို့ရတဲ့ system တွေအဲ website တွေပေါ့နော်နောက်ပိုင်းမှာမှဒီ block score ဆိုတာပေါ်လာတယ် block score ကဘာလဲဆိုတော့အဲ့ကောင်ကလည်းစောင့်ရမ်းကောင်းတယ်သူကဘယ်လိုလဲဆိုတော့ကျွန်တော်အဲဒီ open source block explorer ပဲကိုယ်ကကိုယ်အလကားယူသုံးလို့ရတယ်ကိုယ်တကယ်လို့ကိုယ်ကကိုယ့်ရဲ့ blockchain ကိုထောင်းလဲဆိုရင်သူ့ကိုလည်းအလကားယူသုံးလို့ရတယ် so အဲ့ဒါရှိရဲဒီမှာက ether scan ether scan ကိုရင်းရှင်းပြပေါ့နော် တော့ဒီမှာရောက်သွားတဲ့အချိန်မှာကျွန်တော် transition hash ဆိုတာတွေ့ရတယ်အဲ့ကောင်ကပါလဲဆိုတော့ကျွန်တော်ကျွန်တော်တို့ supplier ကနေပြီးအဲ့ contract ကိုလပန်းလုပ်တဲ့အချိန်မှာဖြစ်သွားတဲ့ transition ကိုပြထားတာ this is only transition အဲ့ဒါ transition id လို့ပြောလို့ရပါတော့ transition hash အဲ့ transition ကဘယ်မှာဖြစ်သွားလဲဆိုတော့ block number တလားမှာဖြစ်သွားတာလုံးခဲ့တဲ့16 second က success ဖြစ်တယ်ပြီးရင်သူ့ကိုဘယ်သူကလုပ်ခဲ့လဲဆိုတော့ကျွန်တော်ရဲ့ contract ကျွန်တော်ရဲ့ address ကျွန်တော်ရဲ့ address ဒီမှာတစ်ချက်ကြည့်လို့ရတယ်970 right ကျွန်တော်ရဲ့ address ပြီးရင်ဒါကကျတော့ contract တစ်ခုကိုခွေးလို့လည်းဒါ contract ရဲ့ address ဆိုတော့ contract အကြောင်းသိချင်တယ်ဆိုရင်ဒီကောင်းအောင်နေလား this is ဒါ contract ရဲ့အမ်ဘယ်လိုပြောရလဲ contract ရဲ့ address contract ရဲ့အဲ contract ကိုဒီ data scan ပေါ်မှာကြီးထားပါဘောနော် okay ဆိုတော့ကျွန်တော်တို့ဘာရေး data လို့ရလဲဆိုတော့ဒီမှာ contract ဆိုတော့တစ်ချက်သွားလိုက်တကယ်ဆိုရင်ကျွန်တော်တို့ကဒီ contract ဆိုတဲ့နေရာမှာကျွန်တော်တို့ရေးထားခဲ့တဲ့ method တွေအဲခဏက set message တို့အဲ owner ကိုကြည့်တာမျိုးပေါ်တယ်ညဒါပေမဲ့ဒီကောင်ကဘယ်လိုဖြစ်နေလဲဆိုတော့ဒီ code က အဲကျွန်တော်ရဲ့ code ဆိုတာမတည်သေးဘူးဆိုတော့ကျွန်တော် submit လုပ်ပြီးတော့မှ verify လုပ်ပြီးတော့မှကျွန်တော်အဲ့ method တွေ assess လုပ်လို့ရအောင်ဗျာဆိုတော့ကျွန်တော်တို့ကအဲ remix နဲ့ပဲလုပ်မှာနောက်အဲနောက်ကြမှာကျွန်တော်ဒီ verify လုပ်တဲ့ဥစ္စာပဲပြောပြမယ်နောက်တစ်ခုက plus comma လည်းပဲအဲ့လိုပဲတူတူပဲဒါဒီကောင်ကတော့ show and emoji လို့ပေါ့နော်ဒါကကျွန်တော်ရဲ့ဟာဒါ contract ရဲ့ဥစ္စာဝင်လိုက်မယ်အဲ့တိုင်းလေးပဲဒါက creator ဒါက contract အပြင်အဲဆိုတော့ဒီမှာ contract creation ဖြစ်သွားတယ်အဲ ။အမှဆိုရင်တော့ contract ကိုသွားရဆိုအဲ့တိုင်းပဲ body file လုံးမှာသူကဟိုလုံးလို့ရမှာကျွန်တော်တို့ကအဲ့ဒီ method တွေကိုတောင်းလို့ရမှာ။ဆိုတော့ remix ကိုပြန်သွားမယ်ပေါ့နော်။ remix မှာကျွန်တော်တို့ကဒီမှာ pipeline contract ဆိုတာရှိရဲ့။အဲ့ထဲဝင်လိုက်။ဟောဒီမှာသူ့ရဲ့ first contract ဆိုတာရှိရဲ့နာမည်နဲ့အမှကျွန်တော်တို့ method တွေတွေ့ရတယ်ဒီလား set message ဆိုတာတွေ့ရတယ်။ Okay ဆိုတော့ကျွန်တော်တို့ set message ကိုကျွန်တော်တို့တစ်ချက်အော်ဘာလို့ message ကဘာလို့ message ကဘာလို့အာ ကြည့်တော့မြင်အောင်ကျွန်တော်ချက်ကြည့်ရဟယ်လိုဝါဆိုတာဟုတ်တကယ်တော့ cut ဆိုတာပါမယ်နော် as publish ဆိုတာယူထည့်ရအောင်ဟောအဲ့လိုရေးရမှာ okay okay ဆိုတော့ကျွန်တော် public ဆိုတာထည့်ကိုရေးမှာသူက kata method ကို default လုပ်ပေးတယ်ဆိုတော့ကျွန်တော်နောက်တစ်ခါကို double line လုပ်ကြည့်အောင်ပေါ့နော် so public ဆိုတာမပါရတဲ့အကြောင်းလို့ဒီကောင်းဒီမှာသူ့ရဲ့ method တွေပါမလား kata method တွေပါမလားဆိုတော့ပြန်ပြီးတော့ double line လုပ်ကြည့်အောင်ဆိုရင်တော့ copy လုပ်လိုက်မယ်လုပ်ပြီး จนอ่ะเปลี่ยนไปแล้ว supply ตัวละโอเคเปลี่ยนไปสั่นถักก่อนมั้ย PC มั้ยโอเคဒီမှာ panning ဖြစ်နေဒါပွားခဏတော့ဟာကြီးဒီမှာ panning ဖြစ်နေလေနည်းနည်းလေးတော့ကြာတယ်โอเคပြီးပါတယ်โอเคဒါဆိုကျွန်တော်ဒီအားမှာ ကြည့်မယ်။ Okay ဒါဆိုပါလာရအခုဆိုရင် message ကပါတယ်မို့လဲကြည့်လိုက် Hello ကပုံနာဘယ်သူလဲကျွန်တော်ပုံနာကအမြဲတမ်းအသေးဖြစ်နေမှာဆိုတော့ constructor တော့ဆော့တဲ့အချိန်မှာတက်မလိုက်တဲ့အတွက်ကြောင့်မို့လို့ message ကတော့အရှင်ဖြစ်နေမှာကျွန်တော်တို့ message ကိုကျွန်တော်တို့ပြောင်းကြည့်အောင်နော် Hello from ညမော blockchain community ကျွန်တော်တို့ညမာ blockchain community ကနေကြိုဆိုပါတယ် welcome to welcome to โอเคဆိုတော့ဒီဥစ္စာကိုကျွန်တော်ကအဲနှိပ်လိုက်မယ်โอเคအဲ့ပြင်သူကပတ်စံပေးရလိမ့်မယ် tradition fee နည်းနည်းလေးပေးရတယ်โอเคအမကော်ပန်လောက်လိုက်မယ်လောက်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ tradition ပြီးသွားပြီပြီးသွားရင်ကျွန်တော် message ကိုကျွန်တော်တစ်ချက်နှိပ်လိုက်သူရဲ့တက်မှာ welcome to မြန်မာ blockchain community ဆိုတာဖြစ်သွားပြီဒီဥစ္စာ ကတာမတ်တည်းကတာမတ်တည်းပြရရလဲဆိုတော့ကျွန်တော် variable state variable တွေကို public နဲ့ချိန်ညာလို့တို့ကတာမတ်တ default create လုပ်ပေးတယ် sub method ကကျတော့ကျွန်တော်ကကျွန်တော်ရေးထားတာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်တို့ code တစ်ခုရေးခဲ့ပြီးသွားပြီ deploy လုပ်ခဲ့ပြီးသွားပြီဆိုတော့နည်းနည်းလေးကျွန်တော်ဒီ blockchain အဖြစ်လို့အောင်နည်းနည်းဒီမှာနည်းနည်းလေးသုံးပြသွားမယ် example ကျွန်တော်တို့ကအဲဒီလိုလုပ်လိုက်မယ် ကျွန်တော်တို့ကဒီ home page ကိုပဲသွားလိုက်မယ်။ Ethereum Supporteria Blocks Code ကိုကြည့်မယ်။ပြီးရင်ကျွန်တော်ရဲ့ address ကိုကျွန်တော် copy ကိုလိုက်မယ်။ Okay ပြီးရင်ဒီမှာ page ချလိုက်။ကျွန်တော်ရဲ့ account ပေါ့နော်။ဒီမှာပေါ်လာလိမ့်မယ်။ Okay ပေါ်လာပြီ။ So ဒီ account မှာဆိုရင် transaction တွေရှိလားကြည့်ကြည့်အောင်။ transaction တွေရှိရ၄ခုဖြစ်သွားတယ်။ပထမဆုံး transaction ကကျွန်တော်ဒီ account ကခုမှ sub လို့တကြအောင်လို့ပတ်စံမရှိတော့ကျွန်တော်ဟိုဘက်ကနေ plan တွေ့လိုက်တယ်။ plan လွှဲလိုက်တယ်။0.05လွှဲလိုက်တယ်။ ကျွန်တော်ရဲ့ account ကို mobile account နဲ့ပြီးအောင်ရှင်းမှရှင်းဖတ်ရအောင်။ပြီးကျွန်တော်ပထမဆုံး contract တစ်ခါလုပ်တယ်။အဲ့ contract ကကျွန်တော်ဟိုလေ public မပါဘဲနဲ့လုပ်တဲ့အတွက်ကြောင့်လို့မှားလို့ကျွန်တော်ထပ်ပြီး contract တစ်ခါထပ်လုပ်တယ်။ဆက်ဒီမှာဆို contract နှစ်ခုဖြစ်သွားတယ်။အဲ့ contract တွေရဲ့ဥစ္စာတွေကိုကြည့်ကြည့်နေဆိုရင်ဒီကိုတော့ကြည့်လိုက်ရတယ်။ဒီကိုတော့ကြည့်လိုက်ရတယ်။ Okay. ဆိုတော့သူတို့ရဲ့ code တွေကိုတော့မြင်ရမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော် verify လုပ်မထားလဲ။ verify လုပ်ထားတယ်မြင် green ရှိတယ်။ Okay ပြီးတော့ဆိုရင်နောက်ဆုံးတစ်ခုကကျတော့ဘာလဲဆိုတော့ contract call. contract call ဆိုတာ contract ရဲ့ ောက်ကနေပြီးအောင်မှာမတ်တက်တွေကိုကျွန်တော်တို့တောင်းလာပြသည်လားကုန်ချက်ထည့်ဖို့ plan ပြီးခေါ်တယ်ပြီးသူရဲ့မတ်တက်ကိုတောင်းတယ်မတ်တက်ကိုတောင်းလာလဲဆိုကြကျွန်တော်တို့ set message ရဲ့မတ်တက်ကိုတောင်းလိုက်တယ်ဒါရှင်းတော့ဖြစ်သွားတယ် okay so ဒီကျွန်တော်တို့ဒီ block explorer နေပြီးတော့မှာကျွန်တော်တို့ကုန်ချက်မတ်တက်တွေကိုခေါ်တယ်ဥစားတော့ကျွန်တော်နောက်ထပ်ဒီ video လေးမှာကျွန်တော်တို့ပြောသွားမယ်ဒါလောက်ဆိုရင်တော့ solidity ကပါလဲ contract ကိုကျွန်တော် remix id ပေါ်မှာဘလို deploy လုပ်အောင်လဲဆိုတာကိုနားလည်သွားလိုက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အားလုံးကို အဲဒီ series ကို live ကြည့်ရှုပေးပြီးတော့ live အတူတူ live လုပ်နေပြီးပိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့နောက်နေ့မှတွေ့တာပေါ့